့ရှင်းပြပြထားတဲ့ integration formula ကိုရှင်းပြပါမယ်เนาะပမာဆိုနံပါတ်1အနေနဲ့ရှင်းပြမယ်လို့ရှင်ရေ1 balance 1 balance 2 8 the whole 2 by 8 power 4 integration လုပ်မယ်ဆိုလို့ရှိရင် integration လုပ်မယ်ဆိုလို့ရှိရင်ဟောပါလေအဲ့အမြောက်ဒီဇိုင်းရှိလို့မရဘူးအပေါင်းတွေတို့ပဲရှင်းမှာဖြစ်တဲ့အတွက်ပေါင်းတွေတို့ပဲရှင်းမှာဖြစ်တဲ့အတွက်ဒါကိုကျွန်တော်ရှင်းပါမယ်။နောက်ရှင်းတဲ့အခါမှာဒီ၃ချက်ကိုဝင်မြောင်းလိုက်တော့ 1 plus အဲဒါ1 3 3 1လို့တော့ဖြစ်တဲ့အတွက်1 b 32ညတော့3 c a black 34 6 c a စကွဲဘလတ်လုံးတကရှစ်ရှစ် a q ပိုင်းအပါဝါဟိုပြီးအပါဝါတွေကိုလိုက်စားမယ်1အပါဝါဖုန်းနဲ့စားတော့1 by အပါဝါဟိုဘလတ် c a by a power 4 plus c a square by a power 4 plus a a u by a power 4ဟုတ်ပြီအဲ့လိုရှင်းထားဖို့ကြောက်လိုက်တော့ a power 4ကိုပေါ်တော့ a power minus 4 plus a a a ကြီးတော့8တုံး a a a ကြီးတော့8တုံးရဲ့ကျမ်းမဲ့မစဉ် c a power minus 3 about အင်းနှစ်ထက်ကျမ်းမဲ့အင်းနှစ်ထက်ဆိုတော့ c a power minus 2 အပေါင်းအေးအေးထက်ဆိုမယ်အေးအေးပေါင်းမိုင်းနော်အစီဒီမှာအပေါင်းအပေါင်းအပေါင်းနေစီမှာ integral လေးရပြီအစီ integral 1 2a the whole u by a power 4ဟုတ်အဲ့ဒါဆိုရှင်တခုချင်းစီမှာ integral လိုက်ထည့်ပါမယ်အစီ integral a power 4ဘာဖြစ်လဲဒီထည့်ရတယ် integral နဲ့ဒီကတွဲလိုက်ထည့်ရပါတယ် -4 da ဒီမှာအပေါင်းဆိုတော့အပေါင်း integral c a minus 2 da that integral c a power minus 2 da that integral 1 da